နမည်ကြီးဒါရိုက်တာကြီးဖြစ်ခဲ့ပေမဲ့လည်းကွယ်လွန်ပြီးမှမိသားစုရှုပ်တွေပေါ်လာပြီးရှက်ရနေတဲ့ဥပမာမျိုးအားလုံးမေမိကလာပါဒေဆလီဘေဒီနျူပေကနေပြန်လေကကြိုးဆိုလိုက်ပါရီသူခုမှရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ဥမာမြင့်ကအာမင်းနဲ့ရုပ်ရှင်မင်းသားကပြားစရာဒါရိုက်တာထုတ်လို့သူတရားဖြစ်ခဲ့ပြီးမေလ9ရက်နေ့မှာကွင်လွန်သွားခဲ့ပါရီ သူ့ရဲ့သားလေးဖြစ်တဲ့ပြင်းရင်းကိုလည်းပြိသက်တွေကအားပေးခဲ့ကြပြီးဥပမာမြင်ကွယ်လွန်သွားတာကိုစိတ်မကောင်းဖြစ်ခဲ့ကြပါရီပြိသက်တွေချစ်ခင်ခဲ့ကြတယ်ဥပမာမြင်ဟာမကွယ်လွန်ခင်မှာတော့သူ့เจ้าတွေကမပေါ်ထွက်လာသေးပေကွလွန်ပြီးနောက်မှာတော့သူမဖြစ်တဲ့ထူးမွန်ကဥပမာမြင်เจ้าတွေကိုထုတ်ပြောလာပါတော့တယ်ဥပမာမြင်ဟာနောက်အိမ်တော်ပြုခဲ့တာဖြစ်ပြီးအိမ်တော်ကြီးဖောက်ပြန်ပြီးတော့လက်ထက်ထားတာဖြစ်တဲ့အကြောင်းဥလေးကွယ်လွန်သွားတဲ့နောက်မှာထူးမွန်ကဖွင့်ချလိုက်သူဟာဒီလိုထုတ်ပြောလိုက်တာကတော့ဥပမာမြင်ရဲ့ဒုတိယဇနီးကကြင်ရင်ခဲ့တာဖြစ်ပြီးသူ့เจ้าမိသားစုပြုခွဲရတာကိုသိစေချင်တာကြောင့် your body ။ဦးမောင်မြင့်ရဲ့ရလဲမှာဒုတိယဇနီးဖြစ်တဲ့ဒေါ်စစ်စီစိန်ကြောင့်ကိုပြိသက်တွေတည်သွားခဲ့ပါရီ။ဒေါ်စစ်စီစိန်ကအသက်20ရွယ်မှာဦးမောင်မြင့်နဲ့လက်ထပ်ခဲ့တာဖြစ်ပြီးတော့အသက်38နှစ်กว่าချပါရီ။မန္တလေးမှာတရားဝင်လက်ထပ်ခဲ့တာဖြစ်ပြီးအိမ်နောက်သက်30ကျော်ကြာသွားခဲ့ပါရီ။ဦးမောင်မြင့်နဲ့အသက်များစွာกว่าချပြီးမြေအဖေလိုတောင်းလိုပြုစုခဲ့ပြီးနောက်ဆုံးခြေတည်ရှိပေးခဲ့ပါရီ။အသက်กว่าရင်အဖိုးကြီးကိုလက်ထပ်တာကြောင့်ငွေမတ်တာကြောင့်လာလို့ထင်ပေမဲ့လေဒေါ်စစ်စီစိန်ကတော့ကျမရေးမကောင်းလဲမပြစ်သွားခဲ့ပါဘူး။ဦးမောင်မြင့်ရဲ့ နောက်ဆုံးထွက်သက်တီးပြုစုပေးခဲ့သူဖြစ်ပြီး ငွေမဲ့သူဆိုရင်တော့အနေငယ်မနာချမ်းယုံနဲ့လူချင်းနေပစ္စည်းကိုရယုံနဲ့ထွက်သွားမှဖြစ်ပါတယ်။အသက်ကွာဝေးမိတ်တစ္ဆာရှိခဲ့တဲ့ဒေါ်စီစီစိန်ဟာဒုတိယဇနီးဖြစ်ပေမဲ့လည်းဂုံဖော်ပြီးတော့လည်းမပြောခဲ့ပါဘူး။ဒါကြောင့်တကယ်မြေတားထားနိုင်တဲ့အမျိုးသမီးဖြစ်သိမဲ့ပြူကြပါရည်။ဒီဘက်မှာတော့ဥမာမီရဲ့တူမဖြစ်သူထုံးမုံကဒေါ်စီစီစိန်ရဲ့အကြောင်းတွေကိုဖွင့်ချလိုက်ပါတော့ရည်။ပြင်းကြီးနုရဲ့အမေနဲ့ပေါင်းသိနေထိုင်ရှင်တဲ့အသက်20ရွယ်သားရှိသေးတဲ့ဒေါ်စီစီစိန်ကအိမ်ကိုရောက်လာခဲ့ပါရည်။ပြင်းကြီးရဲ့အပြိတ္တပါဆိုပြီးတော့အိမ်ကိုရောက်လာခဲ့ပြီးအိမ်မှာပဲတဲဖြစ်သွားပါတော့ရည်။အဲ့ကနေစတင် ပြီးတော့ဥပမာမြင့်နဲ့မြေတားမြတ်သွားကမန်းလေးကိုထွက်ပြေးကြတယ်လို့ဆိုပါရီအသက်60နားအနီးမှာအိမ်အောင်ရေးပြုတ်ခွဲကြရတာကြောင့်သမီးတွေကရှက်ပေမဲ့လေဥပမာမြင့်ကိုတော့လှဆင်ထောက်ပံ့တယ်လို့ဆိုပါရီဒေါ်စစီစိန်ကအခြေအနေမရှိတဲ့ဘဝကနေဥပမာမြင့်နဲ့လက်ထပ်ပြီးမှတော်တော်ပြပြောင်းဖြစ်လာပြီးတဆွေလုံးတစ်မျိုးလုံးကိုထောက်ပံ့ပေးတယ်လို့ထွမွန်ကပြောလိုက်ပါရီထွမွန်ကဦးလေးကွယ်လွန်သွားပြီးမှဒီเจ้าတွေကိုထုတ်ပြောတာကြောင့်ကွယ်လွန်သူကိုအားနာသင့်ကြောင်းပြောနေကြပါရီဒေါ်စစီစိန်ကလည်းတကယ်သက်စာရှိတဲ့သူဖြစ်ပြီးနောက်ဆုံးချိန်ထိပြုစုပေးခဲ့တဲ့ပြင်ပြည်ပသားကိစ္စကလည်းပြီးသွား တာကြောင့်ထုတ်မပြောဖို့အတွက်ပြောကြပါရစေ။ဒါပေမဲ့ထူမောကတော့စနိုက်ကျော်တို့ရဲ့ဒီကုန်းကမလှပကြောင်းသိစေချင်လို့ဥလိခွေလွန်ပြီးမှသာဥလိရဲ့ရှုပ်ထုပ်တွေကိုဖိချလိုက်ပါရစေ။မိသားစုချင်းဖြေရှင်းနိုင်တဲ့ကိစ္စဖြစ်ပေမဲ့လည်းမီဒီယာတွေနဲ့ဖြေရှင်းနေတာကြောင့်ထူမောကိုပွဲရှာနေရလားလို့မေးနေကြပြီးထူမောပြောတာကလည်းတကယ်မှန်ကန်ကြောင်း ထောက်ခံနေကြပါရင်မကွယ်လိုခင်မှာတော့ဘာမှမဖြစ်ခဲ့ပေကွယ်လွန်ပြီးမှသာမိသားစုရှုပ်ရှင်းကိစ္စဖြစ်ပေါ်လာတဲ့ကိစ္စမှာဘသူဘက်ကမားနေတာလဲဆိုတာပြိသက်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့အသင်းတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အားပြီးနောက်ဆင်ခဲ့ကြတဲ့ပြိသက်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ကြပါစေရှင်